ဒီနေ့ဖြစ်ပေါ်နေတဲ့အခြေအနေများကြားမှာအင်ဂျီယာအရေးပါလေလားအသက်ဝင်လေလားဆိုပြီးတော့မေးလာကြတာရှိပါတယ်ဒီစာချုပ်ကိုလက်မှတ်ယူထိုးထားတဲ့အစုဖွဲ့တွေရှိနေသေးတဲ့ကာလပတ်ရောအသက်ဝင်နေအောင်မှာဖြစ်ပါတယ်ဒီလက်မှတ်ယူထိုးထားတဲ့အစုဖွဲ့တွေထဲမှာအစိုးရနှုတ်တော်တက်တော်ဤယုံနိုင်ငံပါတီစသည်ကိုရှိကြပါတယ်ဒီစာချုပ်ကိုချိုးဖောက်ခဲ့တဲ့လူများလည်းရှိပါတယ် စာချုပ်ကိုချုပ်ပေါက်မှုတွေရှိခဲ့လို့စာချုပ်ကပြက်ပြက်သွားမှာမဟုတ်ပါဘူးဒီစာချုပ်ကအသက်လူတွေဆဲဖြစ်ပါလေစာချုပ်ကိုလိုက်တာကြောင့်ကိုကျွန်တော်တို့အားလုံးမှာတောင်းရှိပါတယ်စာချုပ်ရဲ့ဥတည်ချက်ဖြစ်တဲ့ဒီမိုကရေစီရဲ့ဖယ်ရယ်လက်ရုပ်ထူတော်မှုဆိုတာစာချုပ်ရဲ့လက်မှတ်ရေးထိုးထားမှုများတဲ့သမိုင်းမေတ္တာဝင်ဖြစ်ပါတယ်ဒီမိုကရေစီကိုပြုပြောင်းဆိုတာပုတ်တိုက်မှုတွေများပါတယ်ပြုပြောင်းကာလမှာလမ်းလျှောက်ရတဲ့အခါ ပြန်လည်ပြီးတက်မှာပါလေ။အစီအစောကတက်ခတ်ခဲ့ပြီးရစိစာတော့တက်တက်မဟုတ်ပါဘူး။ဒီမိုကရေစီဘူပြမှုဒီငင်းငင်းနဲ့အကောင့်ထဲပေါ်နိုင်မှုရည်ထားတဲ့ရဲလက်ကန်တိုက်နေတဲ့အင်အားစုတွေချာကသဘောတူမှုတစ်ခုလည်းဖြစ်ပါတယ်။ဒါကြောင့် NGO ဖြစ်ပေပြီးနောက်ကသဘောတူချက်ကိုရွှေ့မဲ့ဆိုရင်တော့ NGO လောက်ပြည့်စုံမှုမလွယ်ပါဘူး။ NGO တွေကအများဆုံး 60ရာခိုင်နှုန်းကိုအချက်လက်ရပြီပဲနောက်ထပ်စာချုပ်အခုမဖြစ်လာနိုင်ပါဘူး